ငယ်အတုံးများတဲ့အထူးခရံများတင် जा ကြဆိုလာကိုဆက်ပြီးတော့သွားကြမယ်။ကဲပုံလေးတွေကိုကြည်ကာရဲ့ရုပ်ဆိုရေးကြည့်မယ်တဲ့နော်။ပြီးတော့မှဒီချက်နဲ့အတူတူဆိုပြီးတော့လိုက်ပြီးတော့ရေးမယ်ပထမအဆုံးဒီချက်ကအတုံးနှုံးလေးတွေကိုပြောပြပေးမယ်။ e e ရွေးနိုင်ဆိုတဲ့စလုံးလေးတွေမှာ အခေယာ e အခေယာ e အခေယာရွေးအခေယာနိုင်ဆိုပြီးတော့ဒီချေတို့ကဖတ်ရတယ်အဲ့ဒီမှာအခေယာ e ဆိုတဲ့စလုံးကကြတော့စာကြောင်းတွေစုံးတဲ့အခါမှာအသုံးများတယ်ပြီးလို့ရှိရင်အခေယာအီရကြတော့စာချောင်းတွေရဲ့အစမှာသုံးလေးရှိတယ်။အခေယာရွေးနဲ့အခေယာနှိုက်ကတော့စာချောင်းတစ်ချောင်းနဲ့တစ်ချောင်းနဲ့ဆက်တဲ့နေရာမှာအသုံးပြုကြတယ်။ ကဲအဲ့ဒါဆိုရင်ဒီချက်က ပထမဦးဆုံးအခက်ရ E လေးကိုဖတ်ပြမယ်တာဝတ်သမီးတို့ကအရင်ဆုံးနားထောင်ပြီးတော့ဒီချက်နောက်ကမှလိုက်ဖတ်ပေးမယ်နော်ပထမဦးဆုံးဒီချက်ဖတ်ပြမယ်အခက်ရ E အခက်ရ E ဟုတ်ပြီဒီချက်နောက်ကနေလိုက်ဆိုကြည့်ပါအောင်အခက်ရ E ကဲဒါဆိုရင်တာဝတ်သမီးတို့အခက်ရ E လေးကိုမှတ်မိသွားပြီလား ုတ်ပြီဒါဆိုရင်ဒီ channel တူတူတောက်တပီတို့အခက်ရာအီလေးတွေကိုဆိုပြီးတော့ရေးကြည့်ကြမယ်အခက်ရာအီလေးကဂျာတော့၄ချက်ဆွဲတယ်ဟုတ်ပြီနော်ကဲပထမဦးဆုံး၄ချောင်းမင်းအပြာရဲ့အပေါ်ကနေပြီးတော့ white white ကလေးနဲ့ကွေးကွေးလေးအောက်ထိဆွဲပြီးတော့အကွေးလေးတစ်ချက်ထည့်တယ်ပြီးလို့ရှိရင်အပေါ်ဘေးလေးကနေအောက်ကိုတန်းတန်းလေးတစ်ချောင်းဆွဲမယ်ပြီးလို့ရှိရင် သူ့ဘေးကနေတစ်ချက်ဆွဲမယ်ပြီးရင်အပေါ်မှာအကောက်ကလေးတစ်ချက်ထည့်မယ် အဆိုရင်အခေယာအီလေးက၄ချက်ထက်မယ်ပုံလေးမှာလည်းပြထားတယ်အဲ့ဒီပုံလေးမှာပြထားတဲ့အစင်လေးတိုင်းလည်းတောက်သမီးတို့ဆွဲလို့ရတယ်ဟုတ်ပြီနော်ကဲဒီချက်နောက်တစ်ခေါက်ထပ်ပြပေးမယ်အခေယာအီလေးကိုရင်းနီလေးကိုလေးချောင်းမြင့်အပြာရဲ့အပေါ်ကနေပြီးတော့ကွေးကွေးလေးနဲ့အောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အပေါ်ဘေးလေးကနေတစ်ချောင်းဆွဲမယ်ပြီးရင်နောက်ထပ်အချောင်းလေးတစ်ချောင်းဆွဲမယ်ပြီးရင်အပေါ်မှာအကောက်ကလေးတစ်ချက်ထည့်မယ်ဒါဆိုရင်အခေယာအီလေးကိုတောက်သမီးတို့ရေးလို့ရသွားပြီလား ကဲဟုတ်ပြီဒါဆိုရင်အတောက်သမီးတို့အခက်ရ E လေးကိုရေးလို့ရတာပြီဆိုရင်ဒီချဲတို့အခက်ရ E ကိုဆက်ပြီးတော့သွားကြမယ်အခက်ရ E ကကြတော့၃ချက်ဆွဲတယ်နော်အခက်ရ E က၃ချက်ဆွဲတယ်တကယ်အကူရင်ဆုံးဒီချဲနောက်ကနေလိုက်ပြီးတော့ဆိုကြည့်ပါအောင်အခက်ရ E အခက်ရ E အခက်ရ E ဟုတ်ပြီနော်အခက်ရ E က၃ချက်ဆွဲတယ် ကဲအဲ့ဒါဆိုရင်ဒီ channel အတူတူဆိုပြီးတော့ like ပြီးတော့ရေးကြည့်ကြမယ်အခေယာအီလေးကိုအခေယာအီလေးကလေးချောင်းမြဲအပြာအောက်ကနေပဲကာကြီးလေးလိုပဲဆွဲပြီးတော့အောက်အနီလေးအထိအချောင်းလေးဆင်းပြီးတော့ quite white လေးရေးလိုက်မယ်ပြီးလို့ရှိရင်ဘေးကနေအချောင်းလေးချောင်းဆွဲမယ်ပြီးရင်အပေါ်ကအတက်ကလေးတစ်ချက်ထည့်လိုက်မယ်ဒါဆိုရင်အခေယာအီလေးက၃ချက်ဆွဲရမယ်ရမလားကဲဒီဆယ်နောက်တစ်ခေါက်ပြန်ပြောပြမယ်အခေယာအီလေးကကာကြီးလေးလိုပဲလေးချောင်းမြဲမှာ အပြာရဲ့အောင်လိုက်ရနေအပေါ်လေးကိုကာကြီးလေးလိုမဲ့တစ်ချက်ဆွဲလိုက်မယ်ပြီးရင်အောက်အနီထိတက်တက်လေးဆွဲပြီးတော့ကွိကွိလေးလုံလိုက်မယ်ပြီးလို့ရှိရင်ဘေးကနေအချောင်းလေးတစ်ချောင်းထပ်မယ်အပွားလေးအသက်ကလေးတစ်ချက်ဆွဲလိုက်မယ်ဒါဆိုရင်အခေယာဤလေးဖြစ်သွားပြီရမလားကဲဟုတ်ပြီဒါဆိုရင်အခေယာဤလေးရသွားပြီဆိုရင်နောက်တစ်လုံးဆက်သွားကြမယ်အခေယာရွေ့ဟုတ်ပြီနော်အခေယာရွေ့ ကဲနောက်ကနေလိုက်ပြောကြည့်ပါအောင်အခေယရွေအခေယရွေဟုတ်ပြီအခေယရွေလေးကဘယ်နှချက်လွဆွဲလဲဆိုရင်အခေယရွေလေးက3ချက်ဆွဲတယ်ဟုတ်ပြီနော်သူကလေးချောင်းမင်းရဲ့အောက်မင်းအပြာလေးကနေပြီးတော့အပေါ်ကိုရောက်ောက်လိုပုံစံမျိုးလေးပဲအတူလေးဆွဲမယ်ပြီးလို့ရှိရင်သူပြရနေအချောင်းလေးတစ်ချောင်းအောက်နေထိဆွဲပြီးတော့ကွေးကွေးလေးလုံးမယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့အသက်လေးတစ်ချက်တင်လိုက်မယ်ဟုတ်ပြီနော် အခေယာရွေးရကြတော့၃ချက်ပဲဇွဲတယ်။ကဲဒီချက်အခေယာရွေးကို နောက်တစ်ခေါက်ပြန်ဆွဲပြမယ်။လေးချောင်းမြင်းမှာအပြာမြင်းကနေပြီးတော့ရာကောက်လိုပုံလေးနဲ့တစ်ချက်ဆွဲမယ်။ပြီးလို့ရှိရင်ဘေးကနေအချောင်းလေးတစ်ချောင်းကအနီးထိဆင်းပြီးတော့ကွက်ကွက်လေးနဲ့အပေါ်ကအကောက်လေးတစ်ချက်တင်လိုက်မယ်။ဒါဆိုရင်အခေယာရွေးလေးဖြစ်သွားပြီ။ရမလားအတော်သမီးတို့ဟုတ်ပြီအခေယာရွေလေးကိုရသွားပြီဆိုရင်နောက်ထပ်အခေယာတလုံးဖြစ်တဲ့အခေယာနှိုင်လေးကိုတွားကြမယ် အဲအခေယာနှိုက်ကကြတော့နှစ်ချက်ဇွဲတယ်ဟုတ်ပြီနော်အခေယာနှိုက်ကနှစ်ချက်ဇွဲတယ်ကဲအခေယာနှိုက်လေးကိုတိုက်ဆိုပါဦးအခေယာနှိုက်အခေယာနှိုက်အခေယာနှိုက်ဟုတ်ပြီရမလားကဲဒါဆိုရင်ဒီချက်နောက်ကနေတူတူလိုက်ပြီးတော့ဆိုပြီးတော့ရေးကြည့်ကြရအောင်ကဲအခေယာနိုင်လေးကလေးချောင်းမိအပြာရဲ့အပေါ်လေးကနေအောက်လေးကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှင်ရင်အတွန်လေးတစ်ချက်တွတ်မယ်အောက်နေဒီဆွဲပြီးတော့အကွေးလေးနဲ့ အပေါ်မှာခေါင်းလေးတစ်ချက်တင်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်နှစ်ချက်ဆွဲတယ်နော်အခေယာနှိုက်ကရမလားကဲနောက်တစ်ခေါက်ပြန်ပြောပြမယ်မိเจ้าမိအပြာရဲ့အပေါ်ကနေအောက်ဒီကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အတွန်လေးတစ်ချက်တွန်းမယ်အောက်အနေထိသွားပြီးတော့အကွေလေးဆွဲမယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့အသက်ကလေးတစ်ချက်တင်လိုက်မယ်ဒါဆိုရင်အခေယာနှိုက်လေးကိုရသွားမယ်ရမလားတောက်သမီးတို့ကဲဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ဒီချက်တင်လိုက်တာအခေယာ E အခေယဣအခေယရွေအခေယ၌ဟုတ်ပြီဒါဆိုရင်ဒီအခေယလေးလုံးကိုတာဟုတ်တံပြီးတော့ဘယ်နေရာတွေမှာအသုံးပြုရတယ်ဆိုတာကိုသိသွားပြီလားဟုတ်ပြီကဲဒါဆိုရင်ဒီချေတို့ဆက်ပြီးတော့သင်ခန်းစာလေးတစ်ခုတွားကြမယ်ဒီမှာစကလုံးလေးတွေစီကရဲ့ယူဆိုရေးကြည့်မယ်ဆိုတော့သင်ခန်းစာလေးကိုဆက်သွားကြမယ် ုတ်ပြီးအရှိမတီချေရှင်းပြပြီးသားအခုအခေယာအီဆိုတဲ့ဇလုံးလေးကဟော အရှိဆုံးမှာရေးထားတယ်ပြီးရင်အခေယာအီလေးတွေကနောက်ဆုံးမှာရေးထားတယ်အခေယာနှိုက်တို့အခေယာရွရိုတွေကစာကြောင်းတစ်ကြောင်းဆက်တဲ့နေရာမှာအသုံးပြုထားကြတယ်ကဲဒီချေကအရင်ဆုံးစာကြောင်းလေးကိုဖတ်ပြအောင်မယ်ပြီးမှဒီချေနောက်ကနေတောက်သမီးတို့ကလိုက်ဆိုအောင်မယ်နော်ကဲပထမအုပ်ဆုံးစာကြောင်းလေးကိုဒီချက်ကစပြီးတော့ဖတ်ပြပေးမယ်။ဤစေယလာတလား အာယပါယစာဣဘာပတရားနာဣကာအနာ၌မကစားယနာနာ၍တနာစရာဤယထာမလာပါညအခါ၌လာတာဣဟုတ်ပြီကဲဒီ channel ကနေပြီးတော့နောက်တစ်ခေါက်လိုက်ဆိုကြည့်ကြရအောင်ဤစရာလာတလာအာယပါယစာဣ ဘာဘတရားနာဣကာအနာ၌မကစားယနာနာ၍တနာစရာဤယထာမလာပါညအခါ၌လာတာဣကဲဒါဆိုရင်ဤဤ၍၌အတုံးလေးတွေကိုဘယ်နေရာလေးတွေမှာအတုံးပြရလဲဆိုတာကိုတောက်သမီးတို့သိရှိသွားပြီเนาะ ကဲဒါဆိုရင်တောက်သမီးတို့ဒီနေ့ပုံလေးနဲ့စာလေးတွေနဲ့ကိုရှင်တွဲပြီးတော့ရေးတတ်ကြပြီလို့ထင်ပါတယ်။ကဲဒါကြောင့်မလို့ဒီချေတို့ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။နောက်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။